ये टाइम है इमाम जी लेवा रहेगा दबा फिट शाफी मजहब मैंने के इमाम जी चनो मुसलमान ने अटो संत्या पोको जी इस्लाम तमय देखे अधिपति पोको टऊ फिट इमाम शाफी रहमतुल्लाह ले ले गाजा दाबे इमाम शाफी को गाजा मा मुरे न मिता अयो यो मा मी की फिट दुगा इमाम शाफी को मक्का को खोदवा रे मक्का मा चीपिन रे गाजा मा मुरे ती गाजा दे तक ပထမဦးဆုံးရောက်လာတဲ့အစ္စလမ်စစ်တပ်က1400အရင်အမီရ်မူမီနီဟဇရတ်အမရ်ရဒီအလ္လာဟူတာလာနုအုပ်ချုပ်နေတဲ့ခစ်တမယမှာဟဇရတ်အမရ်ရဲ့အမိန်နဲ့ဟဇရတ်အမရ်ဘင်အာစ်ရဒီအလ္လာဟူတာလာနုရဲ့စစ်တပ်ပဲဖြစ်ဒီစစ်တပ်ကဂါဇာကိုရောက်ပြီးဒီဂါဇာကိုတိုက်ဖို့စိုင်းပြင်းနေတဲ့အချိန်အဲ့ဒီအချိန်ဂါဇာကိုအုပ်ချုပ်နေတဲ့နက်ဆလာနီဘရင်ကအစ္စလမ်စစ်တပ်ကိုလှမ်းပြီးတော့အကြောင်းကြား ခမရတို့နဲ့ကျွန်တော်တို့ညှိနှိုင်းရဲ့ဇာတ်ပြောဖို့ခမရတို့တဲ့ကတယောက်ကျွန်တော်စီကိုတွတ်ပေးလိုက်ပါဟဇမ်ဘရမနာဆရ်ဒီအလ္လာဟ်တာလာနုစင်ဇာဒီဘယ်ကြီးကဘာမှထိကနာရှိတဲ့ကောင်နေမဟုတ်ဘူးအဲ့ရလက်အောင်ငယ်သားတယောက်ယောက်ကိုသူ့နဲ့ဇာတ်ပြောဖို့ဆိုပြီးအခုလိုတန်တမန်ဆိုင်နဲ့လွတ်လိုက်ရင်ဒီတန်တမန်ကိုလည်းဒီကောင်နေတတ်လိုက်ရင်ဘယ်လိုလုပ်မလဲဒါကြောင့်ဒီကိစ္စအတွက်ငါပဲအသိတော်ဆုံးဆိုပြီးကိုယ်တိုင်တွားဖို့ဆုံးဖြတ်လိုက်တယ် ်ကိုယ်တိုင်သွားတယ်အဲ့ဒါကိုခေါ်တာကောင်းဆောင်ကောင်းတကယ်ရင်းရမယ့်နေရာမှာတကယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရမယ့်နေရာမှာကိုယ်တိုင်ရှေ့ထွက်တော့အမရ်ဘင်အာစ်ရဒီအလ္လာဟ်တာလာနူဒီနစရာနီကောင်းဆောင်နဲ့သွားပြီးတော့ဇကာတ်ပြောဇကာတ်ပြောရင်ဒီဘကြီးကဟာဇရတ်အမရ်ဘင်အာစ်ရဒီအလ္လာဟ်တာလာနူကပြောတဲ့ဆိုတဲ့ပုံစံလူရည်လည်မှုအကင်းပါမှု အရာတွေကိုကြည့်ပြီးသူတော်တော်သဘောကျသွားတယ်တော်တော်မူသားအစ်ဖြစ်သွားတယ်ဖြစ်ပြီးဟာအမရကိုမေးတယ်မင်းတို့တက်တယ်မှာနောက်တယောက်ယောက်မင်းလိုလူရှိသေးလားနောက်တယောက်မင်းလိုလူရှိသေးလားအဲ့ဒါနဲ့ဟာအမရကပြောလို့ဘယ်ခမရဘာပြောလားကျွန်တော်တက်တယ်မှာကျွန်တော်ဒီလုံးဝအတုံးမကြတော့လုံးဝအညံ့ဆုံးတယောက်ဖြစ်တယ်ကျွန်တော်တက်ညံ့တဲ့လူတယောက်မှမရှိဘူးအားလုံးကျွန်တော်ကတားတဲ့လူတွေကြီးပဲ ဒါကြောင့်လည်းခမည်းနဲ့စကားပြောဖို့ကျွန်တော်ကိုသူတို့ရွေးလိုက်တာဘာဖြစ်လဲခမည်းတော်ကဒီကနာမရှိဘူးတန်တမန်ကိုတက်လိုက်ရင်ဘယ်လိုလုပ်မလဲကျွန်တော်ကိုတက်လိုက်ရင်ဘယ်လိုလုပ်မလဲကျွန်တော်ကိုတက်လိုက်လို့လေကျွန်တော်ရဲ့စစ်တပ်အတွက်ကျွန်တော်တို့ရဲ့စစ်တပ်အတွက်ဘာမှမျက်နှာရအကြောင်းမရှိဘူးဒါကြောင့်ကျွန်တော်လိုလူကိုခမည်းနဲ့စကားပြောဖို့ရွေးလိုက်တာအဲ့လိုပြောတော့ဒီဂါဇာကဲခေါင်းဆောင်ကတော်တော်စိတ်ဆိုးသွားတော်တော်ဒေါသထွက်သွားတယ်အဲ့မဲ့သူဒေါသကိုတော့ထုတ်မပြဘူး စိတ်ထဲမှာဟာအမရဘင်အာစရဒီအလ္လာဟ်တာလာမူကိုတတ်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ချပြီးတော့တပတ်မှာချက်ချင်းဂိတ်ကိုသူတန်းပြီးတော့အချောင်းချလိုက်ခဏနေမင်းနာကနေလူတယောက်လက်ဆောင်နေယူပြီးတော့ထွက်လာလိမ့်မယ်အခုနဝင်လာတဲ့လူအဲအဲ့ဒီလူကိုမင်းနှစ်ပိုင်းပိုင်းလိုက်ခေါင်းဖြတ်လိုက်တတ်လိုက်ပြီးရင်လက်ဆောင်နေငါ့ဒီကိုသူ့ဒီမှာပါတဲ့အထုပ်အပိုးတွေလက်ဆောင်နေငါ့ဒီကိုပြန်ပို့လိုက်အလားအလာမတ်မတိဘူးအခုစကားစမီပြောပြီးတော့ဟာအမရဘင်အာစ ရဒီအလ္လာဟ်တာလာကိုလက်ဆောင်တွေပေးလိုက်ဒီဘိုင်ကြီးကလက်ဆောင်တွေပေးတော့ဟလာအမရကဒီလက်ဆောင်တွေကိုယူပြီးတော့ပြန်ထွက်နေတဲ့အချိန်ဂါဆန်ကနဆရာနေပြောက်တာသူကဒီကိစ္စတွေအားလုံးကိုတိတိတော့အမရကိုတည့်ရဲ့အဲ့လိုတတိပေးလို့လည်းမရဘူးချင်းနေမကောင်းဘူးနဆရာနေပဲဒါမှမဟုတ်အမရကိုသူကအကောင်လိုလာတဲ့ပုံကိုတယောက်ဖြစ်တယ်ဟလာအမရကအခလာကိုကောင်းကောင်းတိဒါကြောင့်ဟလာအမရကိုသူအခုလိုအတက်မခံစေခြင်းဘူး ထွက်သွားနေရင်လည်းဒီဘိုက်ကသူ့ကိုလှမ်းပြီးတော့ဇကာတခုလှမ်းပြောတယ်အချက်ပေးတယ်။ယာအမရကမအာဟဆန်တဒခူလာဖအာဟဆန်လ်ခူရူဂျ်။အိုအမရခမယာအဝင်ကောင်းသလိုအထွက်လည်းကောင်းအောင်လုပ်ပါ။ဒီဇကာဘာကိုဆိုလိုတာလဲဟဲ့အမရချက်ချင်းသဘောပေါက်တယ်။အဲ့တော့ခေါ်တာအလာကီလူတက်ဖီလီအရှာလက်ကအမျိုးအမြင်ရှိတဲ့လူအကလ်ရှိတဲ့လူကနည်းနည်းလေးအချက်ပြတာနဲ့သဘောပေါက်တယ်။ကျွန်တော်တို့လိုအယူဆိုရင် အဲ့ဒီအကန်သွားဟာတကွန်ဘာပြောတာလဲမသိဘူးဆိုပြီးသူ့စကားကိုစဉ်းစားနေနေကျွန်တော်တို့အသက်ခံရရမယ်အပိုင်းခံရရဒါဟာဇာဟဇရတ်အမရ်ရဒီအလ္လာဟ်တအလာန်ဒီကဆန်ကနစရာနီသူ့ကိုအခုလိုဒရီပေးတာကိုဘာလို့ဆိုရလဲချက်ချင်းသဘောပေါက်သွားတယ်အချက်စဉ်းစားပြီးတော့ချက်ချင်းပြန်လှည့်အခုနဗရင်စီကိုခေါင်းဆောင်တွေကိုပြန်လှည့်ပြန်လှည့်လာပြီးတော့ဘာပြောလဲဆိုတော့ခမည်းဗျာတဲ့ကျွန်တော်ကိုလက်ဆောင်တွေပေးလိုက်တယ်အများကြီးပဲကျွန်တော်ကလက်ဆောင်တွေကိုကြည့်ပြီးတော့ကျွန်တော်ဝမ်းသာတယ်ပီတိဖြစ်တယ် ကျွန်တော်ကစဉ်းစားနေတာဒါမျိုးလက်ဆောင်တွေကျွန်တော်ရသလိုကျွန်တော်တက်တဲ့မှာကြံခဲ့တယ်ကျွန်တော်ရဲ့ညီကိုတော်တွေလည်းရရင်တော်တော်ကောင်းပါပဲဒါကြောင့်ခမည်းအခုခွင့်ပြုမယ်ဆိုရင်ခမည်းအတွက်တော့ဘာမှမဟုတ်ဘူးခမည်းအခုလိုထပ်ပေးမယ်ဆိုလို့ရှိရင်တော့ ်ကျွန်တော်ရတယ်လို့ကျွန်တော်ရဲ့ညီကိုတော်တွေလည်းရသွားမယ်ကျွန်တော်အနည်းဆုံးနောက်တစ်၁၀ရောက်လောက်ကျွန်တော်ခေါ်လာခြင်းလေကျွန်တော်ရတယ်လို့သူတို့ရသွားရင်သူတို့လည်းတော်တော်ပျော်သွားမယ်သူတို့အတွက်လည်းတော်တော်အစဉ်ပြေသွားမယ်ခမည်းဘက်ကကျင့်တော့ဒါတွေကအပိုက်ကပဲဘာမှမဟုတ်ဘူးအဲ့ဒါနဲ့ဘယ်ကစဉ်းစားဟာဟုတ်တာပေါ့သူစိတ်ထဲမှာတော်တော်ပျော်သွားတယ်အခုဆိုရင်ငါတယောက်ပဲတတ်ရမှာသူနောက်၁၀ရောက်ခေါ်လာရင်ငါ၁၀ရောက်တတ်ရမယ်အဲ့ဒါနဲ့အမရကိုပြောတော့အမေအမြန်ခေါ်လာခဲ့မင်းရဲ့နောက်ညီကိုတော်လည်းမင်းဘယ်နှစ်ရောက်ခေါ်လာမလဲခေါ်လာ တပတ်မှာချက်ချင်းဟိုဘက်ကိုလှမ်းပြီးတော့ကိစ္စကိုအကြောင်းလမ်းကြောလမ်းကြလိုက်ဟိုဘက်သူ့ကိုလွတ်ပေးလိုက်အခုမတတ်နဲ့တော့လွတ်ပေးလိုက်တော့သူတောင်းပလေးတွေလွတ်ပေးလိုက်ဟောပါသအမရ်ဘင်အာဆရဒီအလ္လာဟ်တာအလန်ကဒီအထုပ်တွေယူပြီးတော့မှထပ်သွားတယ်အစ္စလမ်စစ်တပ်ကိုအမနောအမာနဲ့တက်သေးကိုပြန်ရောက်သွား